ားလုံးပဲမင်္ဂလာပါခင်ဗျာကျမ်းမာဘေးကင်းကြပါစေ2025ခုနှစ်နိုဝင်ဘာလ19ရက်ညပိုင်းသတင်းတွေတင်ဆက်ဖို့အချိန်ရောက်လာပြန်ပါပြီခင်ဗျာကျွန်တော်တို့ News Tissa Channel ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်နှုတ်တင်ဆက်ပေးနေတာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့နမခတိုင်မှုနဲ့တမ33ဒုတမမှုကိုအချုပ်ချစစ်ဆေးနေတယ်လို့သိရပါတယ် နောက်ပြီးတော့နိုဝင်ဘာလကုန်နောက်ဆုံးထားပြီးတော့မိုးကုတ်ကိုစစ်တပ်ကပြောင်းဝယ်မယ်ဆိုပြီးသတင်းတွေထွက်နေပါတယ်ခင်ဗျာပြီးတော့ BGF ဟာဒီစစ်တပ်ကအကာအကွယ်နဲ့ရာဇဝတ်လုပ်ငန်းတွေလုတ်ကင်ခဲ့တာဖြစ်လို့အဓိကတရားခံဟာစစ်တပ်ပဲလို့ NUG ကပြောလိုက်ပါတယ်ပြီးတော့ကြောက်ဖြူတိုက်ပွဲဧရိယာပုံမူကျယ်ပြန့်လာပြီးတော့စစ်ပေးဆောင်တွေလည်းပုံပြီးများလာပါတယ်နောက်ပသိမ်မှာဖမ်းမိတဲ့မူရေးစေဝါဟာဒီစစ်တပ်ကထုတ်ကုန်လို့အေအေကတုံ့ပြန်ပြောဆိုလိုက်ပါတယ်ခင်ဗျာ ပြီးတော့နမ်းမရဲစခန်းကိုဒီတော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်တာမှာရဲနှုတ်ဦးတည်ဆုံသွားတယ်လို့ဆိုပါတယ်ဒီသတင်းတွေကိုစုစည်းတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့နမ်းမခတိုင်မှုနဲ့တမတ်33ဒူးတမတ်မှုကိုဒီအချုပ်ချပြီးစစ်ဆေးနေတယ်ဆိုတဲ့သတင်းနဲ့စတင်ကြပါတယ်ခင်ဗျာဒီစကိုင်းတိုင်းမုံရွာမြို့အခြေစိုက်အနောက်မြောက်တိုင်းစစ်ထနာချုပ်နမ်းမခတိုင်မှုဘုံမှုချုပ်မျိုးမင်းထွေးကိုအကျဲကျုံနဲ့ခုံယုံစစ်ဆေးနေတဲ့အပြင် တမတုံတုံဒုတမမှုဗဟုကြီးဇင်မျိုးဦးကိုလည်းအချုပ်ချဆစ်ဆင်းနေတဲ့အကြောင်းစစ်တပ် CDM တရင်ရင်းမြစ်တွေကပြောဆိုကြတာဖြစ်ပါတယ်ခင်ဗျာသူတို့နှစ်ဦးဟာအချုပ်ချဆစ်ဆင်းခံရတဲ့အကြောင်းရင်းတွေနဲ့ကဒီ Homeland Data ရွှေလုကွက်တွေဒီကနေပြီးတော့ကန့်သက်ကုန်ပစ္စည်းတွေကိုလက်ငွေယူပြီးတင်သွင်းခွင့်ပေးတာနဲ့စစ်ဆေးဂိတ်တွေမှာကုန်တင်ကားတွေဒီကနေပိုက်ဆံရယူကဖြတ်တန်းခွင့်ပေးတာတွေပါဝင်တယ်လို့သိရပါတယ်ခင်ဗျာ နာမကတိုင်မူဘုံကျုံမြုံမင်းထွေးဟာအလုတ်တင်ဘိုတင်နာဒေသ26ကဖြစ်ပြီးတော့တမစတဲ့လောက်ကင်ဒေသကိုကဲမှုဌာနချုပ်ကြောင်မဲအမှတ်၁ဆက်စင်ရေးကိုကဲမှုစစ်ဌာနချုပ်တို့မှတက်မှတ်မှုတာဝန်ယူခဲ့ပြီးတော့2024ခုနှစ်ဩဂုတ်လ3ရက်မှာဒီမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA နဲ့ပူးပေါင်းတပ်တွေဒီအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရမခအခြေစိုက်ရာလာရှိုးကိုတင်ပိုက်တဲ့အချိန်မှာ တိုင်းမူဘူကျုပ်စိုးတင့်တိုင်းစစ်ဦးတီကျုပ်ဘူမကျုပ်တန့်ထင်စိုးရုံနဲ့အတူအရာရှိစစ်တီ၄000ကျော်လက်နက်ချအញ្ញန်ခံတဲ့အထက်မှာပါဝင်ခဲ့သူလည်းဖြစ်ပါရယ်ခင်ဗျာဒီကိုကန်းကပြန်လွှဲပေးပြီးတဲ့နောက်မှာအေးမယူခံရပဲနဲ့မန္တလေးတိုင်းဒပိတ်ချင်းမြို့နယ်မှာရှိတဲ့အမတ်ဆက်သုံးတက်မတော်တမ်းမြင့်လေးကျင်ကြီးတင်နန်းကျောင်း တကကစတုံးကျောင်းဦးကြီးဖြစ်လာသလို2024ခုနှစ်ဒီဇင်ဘာလ17ရက်မှာတိုင်းမှုအဖြစ်စစ်ကောင်းဆောင်ဘုံဂျုံမှုကြီးမင်းအောင်လိုင်ကခံခဲ့တာဖြစ်တယ်လို့သိရပါတယ်။စကမ်းမြို့ခြေဆိုင်ဒီတမတ်သုံးသုံးတက်မှမှုဘုံမှုကြီးဇင်မျိုးဦးဟာပြီးခဲ့တဲ့မတ်လအတွင်းမှာစကမ်းမြို့နယ်မင်းကွန်းဒေသတိုက်ပွဲမှာဒဏ်ရာရခဲ့ဘူးပြီးတော့သူ့ရဲ့လက်ကင်ဖုံးကိုတော်လိုင်းတပ်တွေကတင်စီရရှိခဲ့ပါတယ်ခင်ဗျာ။ အဲ့ဒီလက်ကင်ဖုံအတွင်းကနေပြီးတော့ရှမ်းနီပြည်သူစစ် SNA တပ်ဖွဲ့စည်းကိုလက်နက်ငယ်150ကျော်လက်နက်ကြီး12လက်နဲ့ခဲယမ်းကြီးတောင်းနဲ့ချီပြီးတော့တည်ဆောင်ပေးခဲ့တဲ့အချက်လက်တွေရရှိခဲ့တယ်လို့တော်လိုင်းတက်တွေကပြောထားပါတယ်ခင်ဗျာမုကုံပြိုဒီစစ်ကောင်စီထံကိုပြန်လွှဲဖို့အတွက် TNL နဲ့ဒီတော်လိုင်းတက်တွေကြဒီသဘောထားကွဲလွဲတာနဲ့အတူ ဒရင်နေလည်းအမျိုးမျိုးထွက်နေပါတယ်ဒီကိစ္စတွေနဲ့ပတ်သက်လို့ဒီမြန်မာနောက်သတင်းကတော့သဘောထားပုံစံတစ်မျိုးနဲ့တင်ပြထားတာတွေ့ရပါတယ်ခင်ဗျာဒီသတင်းကိုကောက်နှုတ်ပြီးတင်ပြလိုပါတယ်ဒီနိုဝင်ဘာလကနောက်ဆုံးထားပြီးတော့မိုးကုတ်ကိုစစ်တပ်ကပြန်ဝင်မယ်စစ်ကော်မရှင်တပ်ဖွဲ့တွေကမိုးကုတ်မြို့ပေါ်ရောက်နိုင်ဖို့ TNL ကတာဝန်ယူရမှာဖြစ်ပြီးတော့အဲ့ဒီကိစ္စအတွက်တော်လိုင်းတပ်ဖွဲ့တွေနဲ့သဘောထားကွဲလဲတာတွေရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျာ တန်တက် DNL ကလက်လွတ်မယ်လို့ပြောထားတဲ့မန္တလေးတိုင်းမိုးကုတ်မြို့အတွင်းအခုလကုံနောက်ဆုံးထားပြီးတော့စစ်တပ်ပြန်ဝင်လာမယ်လို့မိုးကုတ်အခြေဆိုင်တွန်လိုင်းတပ်ဖွဲ့တွေနဲ့နှိသက်သူတွေထံကနေပြီးတော့သိရပါတယ်။ဒီတွန်လိုင်းတပ်တွေအနေနဲ့အခုလ30ရက်နေ့နောက်ဆုံးထားပြီးတော့မြို့ကထွက်ပေးရမယ်လို့မိုးကုတ်အခြေဆိုင်တွန်လိုင်းတပ်ဖွဲ့နဲ့နှိသက်သူတူကဆိုထားပါတယ်။ လက်ကုံကိုရွှေပြောင်းပေးဖို့ပြောထားတယ်တချို့လက်ရွှေပြောင်းနေလျက်ရှိကြပါတယ်တချို့ဖွဲ့တွေကတော့တိတ်မဆုတ်ခွာခြင်းဘူးမမိတ်တွေကြားတော့စိတ်ညစ်နေကြပါတယ်လို့ထိုသူကပြောပါတယ်ခင်ဗျာလက်တလုံးမှာတန်တက်တည်နေလေလက်ခံဌာနဆိုင်ရာအဖွဲ့တွေနဲ့မြို့သားညညရေးအစိုးရ NUG လက်ခံပညာရေးကျန်းမာရေးယုံတချို့လက်ရွှေပြောင်းတာတွေရှိနေတယ်လို့သိရပါတယ်ဒီစစ်ကော်မရှင်တပ်ဖွဲ့တွေကမိုးကုတ်မြို့ပေါ်ရောက်ရှိဖို့အတွက် TNL ကတာဝန်ယူရမှာဖြစ်ပြီးတော့ ဲ့ဒီကိစ္စတွေတွန်လိုင်းတက်ဖွဲ့တွေနဲ့တန်းတက်ကြသဘောထားကိုလဲတာတွေရှိနေတယ်လို့ဒီမိုးကုတ်စီရင်တဲ့ရင်းမြစ်တူကပြောပြပါဗါးလာရှုပ်ပုံသာအတိုင်းအလွှဲပြောင်းက ဖြစ်လာမယ်ပေါ့ဒီစစ်တပ်ကတမတ်နှစ်ခုနဲ့ဝင်လာမယ်လို့သိရတယ်တန်းတက်ဖွဲ့ထင်ကျုပ်တဲ့နေရာကနေပဲဝင်လာမှာကြံတဲ့နေရာတွေက PDF တွေရှိတော့ကြည်ပေါ့ရင်စာချုပ်ကပြတ်သွားနိုင်တယ်မြို့ကန်တွေကစစ်တပ်ဝင်လာမှာကိုသဘောမတူတော့တော်လိုင်းအဖွဲ့တွေကြားမှာလဲဆက်ညှိနေကြပါတယ်လို့ဆိုပါတယ်ခင်ဗျာ ဒီတပိတ်ချင်းမိုးကုတ်လန်းကြောက်ကြီး9မိုင်လမ်းတစ်လျှောက်မှာပြည်သူ့ကာကွယ်တပ်မတော်မန္တလေးနဲ့ဒီပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကတာဝန်ယူထားပြီးတော့မိုးကုတ်မြို့ပတ်လည်မှာမိုးကုတ်ပြူဟာမိုးကုတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတ်တပ်ဖွဲ့ဝင်တွေကစုမှုထားတာဖြစ်ပါတယ်။ မိုးကုတ်မိုးမိတ်လမ်းနဲ့မိုးမိတ်မြို့အနီးပတ်ချာလယ်မှာတော့ကချင်လွတ်လိုက်တက်မတော့ KIA PDF နဲ့အညာဒေသတော်လိုင်းတက်တွေကစုမှုထားရအဲ့ဒီလမ်းကြောင်းကနေပြီးတော့စစ်တပ်ကပြန်ဝင်ဖို့မဖြစ်နိုင်ဘူးလို့ဇေယျအကြက်ခတ်တွေကတုံ့တက်ကြပါရခင်ဗျာဒီအကြီးပိုင်းတွေကတော့ရဟရင်နဲ့ပို့ရင်ပို့ပေါ်ဂျန်တဲ့အဖွဲတွေကတော့နောင်ချူဟိုခိုလမ်းကြောင်းကနေပဲပြန်ဝင်လာဖို့များတယ်လမ်းကြောင်းလည်းနှီးတယ်တန်းအဖွဲကလည်းစုမှုတဲ့နေရာဖြစ်တော့ ဲ့ဒီလမ်းကြောင်းကနေပဲပူဖြစ်နိုင်တယ်လို့စီရေကက်ခတ်တူကသုံးသပ်ပြောဆိုထားတာဖြစ်ပါတယ်ခင်ဗျာဒီစစ်တပ်ကမိုးကုတ်မြို့ကိုပြန်ဝင်လာလို့ရှိရင်တော့ဒီမန္တလေးပြည်ဦးလွင် နောင်ချိုမိုးကုတ်လမ်းကြောင်းတွေပြန်ပွင့်လာနိုင်ပြီးတော့ပြည်မနဲ့ရှမ်းမြောက်ဒေသတုံလိုင်းအဖွဲ့တွေရဲ့ထောက်ပို့လမ်းကြောင်းတွေအပေါ်မှာထိခိုက်လာနိုင်တယ်လို့လည်းဆိုကြပါတယ်ခင်ဗျာဒီအဖြစ်ကရစရိတ်တွေတင်းနယ်လီကအဲ့ဒီနှမြုပ်ကိုလွှဲပေးဖို့စစ်တပ်နဲ့သဘောတူညီချက်ရပြီးတဲ့နောက်မှာ မူကိုချေဆိုင်တွန်လိုင်းတပ်တွေကတုံ့ပြန်တိုက်ခိုက်မယ်လို့ပြောဆိုခဲ့ကြပါဗျ။အဲ့ဒီနောက်နိုဝင်ဘာ16ရက်နေ့မှာတရနယ်လီနဲ့တွန်လိုင်းအဖွဲ့တွေတွဲဆောင်တာတွေလုပ်ခဲ့တယ်လို့လည်းသိရပါဗျ။ကဘာကျော်ပရမညာထွက်ရှိရာမိုးကုတ်မှာ မြို့ပေါ်ရက်ွက်၅ခုရှိပြီးတော့လူကြီးတသိန်းဝန်းကျင်လောက်နေထိုင်ကြတယ်လို့သိရပါတယ်ခင်ဗျာ။နောက်သတင်းတစ်ပုဒ်ကတော့ကြားဖြန့်ကိစ္စနဲ့ NUG ရဲ့ပြောဆိုတဲ့သတင်းတစ်ခုကိုတင်ပြကြပါမယ်။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာစစ်တပ်လက်အောက်ကနေကြားဆောင်တပ် BGF တွေဟာရာဇဝတ်လုပ်ငန်းတွေကိုအာဏာသိမ်းစစ်တပ်ရဲ့အကာအကွယ်နဲ့ပြန်လည်လုကင်ခဲ့တဲ့အတွက်လက်ရှိအကြက်တဲတွေနဲ့အဓိကတရားခံဟာစစ်တပ်သားဖြစ်တဲ့အကြောင်းအမျိုးသားညီညွတ်ရေးဆိုရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောဆိုတာဖြစ်ပါတယ်ဒီနေ့နိုဝင်ဘာလ19ရက်မှာပြုလုပ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာဦးနေဖုံးလက်ကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာကစိုက်ဘာလိမ်လည်မှုတွေကိုနှိမ်နှင်းဖို့ကြိုးစားလာတာကြောင့်အကြံဖက်စစ်တပ်က KK ပတ်လူငွေကြေးလိမ်လည်မှုစင်တာကိုရောင်ပြဖြိုခွင်းပြခဲ့ပြီးတော့ကရင်ပြည်နယ်ရဲ့အခြားနေရာနှစ်နေရာကိုပြောင်းရွှေ့ကာငွေကြေးလိမ်လည်မှုစင်တာတွေကိုပြန်လည်လည်ပတ်နိုင်ဖို့စီစဉ်နေတာတွေကိုလည်းကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အထူးတတိထစောင့်ကြည့်လျက်ရှိတယ်လို့ဥနေဘုံကပြောပါရခင်ဗျာဒီထက်ပြင်ထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံတို့ကမြန်မာပြည်တွင်းနဲ့ပြည်ပကြီးလိမ်လည်ဂိုင်းခေါင်းဆောင်တွေကို ဖန်စီတရားဆွဲဆိုဖို့လှုပ်ဆောင်တာအမေရိကန်နိုင်ငံက United States Second Center Strike Force ဖွဲ့စည်းပြီးတော့စိုက်ဘာလိမ်လည်မှုလုပ်ငန်းတွေကိုနှိမ်နှင်းဖို့ဆောင်ရွက်တာရာဇဝတ်အဖွဲ့အစည်းတွေကိုစီးပွားရေးဆိုင်ရာပိတ်ဆို့အရေးယူတာပိုင်ဆိုင်မှုတွေကိုတင်းစီဖို့အတွက်ဘာနာရေးဌာနကကြီးညာခဲ့တာစတဲ့လှုပ်ဆောင်မှုတွေအပါအဝင်အိနေချင်းနိုင်ငံတွေဒေသတွင်းနိုင်ငံတွေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေအားလုံးရဲ့ကြိုးပမ်းဆောင်ရွက်တာတွေကိုကျေးဇူးတင်အသိမှတ်ပြုကြောင်းလဲအန်ယူဂျီကဖော်ပြပါဗျာ။ ဆိုင်ဘာလိင်လယ်မှုလုပ်ငန်းပြဿနာတွေကိုကင်တွယ်ဖြေရှင်းဖို့အတွက် NUG လက်အောက်မှာရှိတဲ့ရဲတပ်ဖွဲ့နဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအောက်မှာရှိတဲ့ရဲတပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်မြင့်တင်ပေးနိုင်ဖို့အတွက်နိုင်ငံတကာရဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းဖိတ်ခေါ်ခဲ့ပါတယ်။ online လိင်လယ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့တိုက်ဖြတ်ဖို့အမေရိကန်ပါဝင်နိုင်ငံတကာကပုံမူအာရုံစိုက်လာတဲ့အချိန်ဒီမှာစစ်ကောင်စီကလည်း KK ဘတ်အပါဝင်သူ့ရဲ့လက်အောက်ခံနေကြတဲ့တပ်ဖွဲ့နယ်မြေထဲမှာ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေနှိမ်နင်းတရားဟန်ပြစစ်စီရေးတွေအခုလပိုင်းမှာ ပိုပြီးပြုလုပ်လျက်ရှိတယ်လို့သိရပါတယ်ခင်ဗျာ။နောက်ကြောက်ဖြူတိုက်ပွဲနောက်ဆုံးအခြေအနေကိုဆက်ပြီးတင်ပြလိုပါတယ်။ဒီကြောက်ဖြူတိုက်ပွဲဧရိယာပုံမူကျပြန့်လာပြီးတော့စစ်ဘေးရှောင်တွေလည်းပိုပြီးတော့များလာပါတယ်။ ဒီတရုတ်စီမံကိန်းတွေရှိတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာဒီရွက်ကပွဲကျင်းပမယ်ကြေညာပြီးတဲ့နောက်မှာတိုက်ပွဲဧရိယာပုံပြီးကျယ်ပြန့်လာတဲ့အပြင်လေကြောင်းလက်နက်ကြီးပစ်ခတ်တာတွေပုံမူလုလာတာကြောင့်နေရက်ဆုံးခွာတဲ့စစ်ဘေးရှောင်တွေဟာထောင်ထဲချီတိုးလာတယ်လို့သိရပါတယ်ခင်ဗျာအရင်ကကြောက်ဖြူမြို့အနီး9မိုင်ပတ်ဝန်းကျင်နဲ့ဒညာဝတီရေတပ်ဌာနချုပ်အနီး6မိုင်ပတ်ဝန်းကျင်တို့တင်တာဒီတိုက်ပွဲတွေရှိနေပေမဲ့အခုစစ်တပ်ကလက်နက်အင်အားအလုံးရင်းနဲ့ ဖြစ်ပြီးတော့ဒီတံမြန်ထိုးသစ်တွေလှုပ်လာတာကြောင့်မြို့နဲ့ဆယ်မိုင်ပတ်ဝန်းကျင်ရေတပ်ဌာနချုပ်နဲ့ရှစ်မိုင်ပတ်ဝန်းကျင်ထိတိုက်ပွဲတွေဖြစ်လာတဲ့အကြောင်းဒေသခံတွေကဆိုကြပါတယ်ခင်ဗျာမင်းမြင်ရွာနာတဝိုက်မှာတိုက်ပွဲအရန်ပြင်းနေတယ်ကိုဘကတိုင်းချောင်းကိုပေးလိုက်ရတော့စစ်တပ်ကရှေ့တိုးလာတာကိုပြန်တိုက်နေတာအခုတော့မင်းပြင်းနာဝင်းကျင်တိုင်းချောင်းနာတဝိုက်အဲ့ဒီနားတွေမှာနေတိုင်းပြင်းပြင်းထန်ထန်ဖြစ်တယ်လေချောင်းကလည်းတောက်လျှောက်ကျဲနေတာလို့မြေပြင်မှာရှိနေတဲ့အေအေနဲ့နှိစက်တဲ့သတင်းရင်းမြစ်တူက ဒီ AR တွေသတင်းဌာနကိုပြောဆိုထားတာဖြစ်ပါတယ်ခင်ဗျာဒီစစ်ကော်မရှင်တပ်ဟာနိုဝင်ဘာ14ရက်နေ့မှာ AA ထိန်းချုပ်ထားတဲ့တိုင်းချောင်းတောင်စကန်းကိုသိမ်းပိုက်ခဲ့ပြီးတော့ကြောက်ဖြူမြို့နယ်ဆယ်မိုင်ဝန်းကျင်အကွာရေနံတောင်ချောင်းဝမင်းပြေရွာအနီးတစ်ဝိုက် AA စကန်းတွေကိုပါဆက်လက်ထိုးစစ်ဆင်လာခဲ့တာဖြစ်ပါတယ်အခုကမင်းပြင်းစကန်းကို AA ကပြန်ရသွားခဲ့ပြီးတော့မင်းပြင်းနဲ့တိုင်းချောင်းကြားတိုင်းချောင်းနဲ့မင်းတက်တောင် ဒီရေတက်ဌာနချုပ်ကိုသွားတဲ့လမ်းဆောင်ကြားမှာရှိတဲ့စစ်စခန်းတွေကိုအေကပြန်လည်တိုက်ခိုက်နေတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောဆိုကြပါတယ်ခင်ဗျာ။နေမြေတွေပြန်သိမ်းဖို့လုပ်နေတာစစ်တပ်ကသေးတာအများကြီးပဲကိုယ့်ဘက်ကတော့ဆုတ်လိုက်တက်လိုက်နဲ့လုံးနေတာဒီကောင်တွေကအခုတိုင်းချောင်းနာတီပြန်ဆုတ်သွားပြီကိုယ့်ဘက်ကပြန်ပြီးအာသာနေတယ်လို့အေအေနဲ့နှိစက်တဲ့အထက်ပါသတင်းအရင်းမြစ်ကပြောပါတယ်ခင်ဗျာ။ ဲ့ဒီလိုတိုက်ပွဲတွေနဲ့စစ်ကော်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်တာတွေကြောင့်ကြောက်ဖြူမြို့နယ်ကြေးရွာပေါင်း20ဝန်းကျင်ကဒေသခံပြည်သူတွေဟာဒီဘေးလွတ်ရာတင်းရှောင်နေကြရပြီးတော့လူဦးရေတထောင်ဝန်းကျင်ထိရှိနေတဲ့အကြောင်းစစ်ဘေးရှောင်ရေးကူညီပေးနေသူတွေက ပြောကြပါရခင်ဗျာဒီအဲ့ဒီစစ်ဘေးရှောင်တွေအတွက်ယာယီခလုံးရနေရာနဲ့အခြေခံစားနပ်ရိက္ခာတွေအတွက်ရေးပေါ်လိုအပ်နေကြောင်းလဲစစ်ရှောင်ရေးကူညီပေးနေသူတွေကပြောကြပါရတယ် ဒီကြောက်ဖြူမြို့နယ်အတွက်မှာအရင်ကစစ်ဘေးရှောင်ဒုက္ခသည်ပေါင်း၄000ဝန်းကျင် ရှိခဲ့ပြီးတော့အခုခါတော့ထပ်ပြီးတိုးလာတာကြောင့်9000ဝန်းကျင်အထိရှိလာခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။နောက်သတင်းတစ်ပုဒ်ကတော့ဒီ AA နဲ့ဆက်ဆက်တဲ့သတင်းတစ်ခုပါပဲ။အဲ့ဒါကတော့ဒီပသိမ်မှာဖမ်းမိတဲ့မူဝိဇေဝတွေဟာစစ်တပ်ထုတ်ကုန်တာဖြစ်တယ်လို့ AA ကတုံ့ပြန်ပြောဆိုထားပါတယ်ခင်ဗျာ။ ဒီအရကတက်တော်အေနဲ့ဆက်ဆက်တယ်ဆိုတဲ့အယောက်ဒီတိုင်းပသိမ်မြို့မှာဖန်စီရမိတဲ့မူဝီစေဝါတွေဟာစစ်ကော်မရှင်ကိုယ်တိုင်၎င်းတို့ပိုင်ဆက်ယုံတွေကနေထုတ်လုပ်ထားတဲ့မူဝီစေဝါတွေဖြစ်ပြီးတော့တခြားသူပေါ်လက်ညှိုးထိုးနေခြင်းသာဖြစ်တဲ့အကြောင်းအေအေပြောရေးဆိုခွင့်ရှိသူဦးခိုင်ဒုက္ခကတုံ့ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်အေအေအဖွဲ့ကစီဝါရီတာဝန်ကခင်ထွန်းနဲ့မူရင်စီဝါထိမ့်သိမ့်ပေးသူလာမင်းခန့်တို့ကိုရခိုင်နဲ့မလေးရှားနိုင်ငံကိုပို့မဲ့ကျပ်ဘီလီယံ120လောက်တန်ဖိုးရှိတဲ့ ice မွေးစေးဝါ4000ကီလိုဂရမ်နဲ့အတူပသိမ်မြို့မှာနိုဝင်ဘာ9ရက်နေ့ကဖမ်းဆီးရမိခဲ့တဲ့အကြောင်းနိုဝင်ဘာ16ရက်ထုတ်စစ်ကော်မရှင်အဘော်တရင်တာမှာဖော်ပြထားတာဖြစ်ပါတယ်ခင်ဗျာဥက္ကဋ္ဌကပြောတာကဒါကအကျံဖက်ဖက်စစ်စစ်ရသူရဲ့ဂိုင်းရဲ့မယိုးနိုင်တဲ့အခြေမြင့်မရှိလောက်ကြံဖန်တီးဆွဆွဲဝါရဖြတ်မှုတစ်ခုပါပဲအရင်တော့ကလည်းဒီလိုမျိုးအချင်းချင်းဆွဆွဲခဲ့ဘူးပါတယ်ဒီကိစ္စကကျွန်တော်တို့နဲ့ဘာမှပတ်သက်မှုမရှိပါဘူး အကြံဖက်စစ်ကောင်စီကသူတို့မွေးစည်းဝါးဆက်ယုံတွေကကိုယ်တိုင်ထုတ်လုပ်ထားတဲ့မွေးစည်းဝါးတွေကိုထုတ်ပြန်ပြီးတော့တခြားသူတွေကိုလက်ညှိုးထိုးရုံမှအောက်တန်းကြတဲ့နိုင်ငံရေးအောက်လုံးတွေနဲ့တိုက်ကွဲ့ဖော်နေတာသာဖြစ်ပါတယ်လို့ဒီတုံ့ပြန်ပြောဆိုချက်ကိုအေယာဝတီမှာပြောဆိုထားတာဖြစ်ပါတယ်ခင်ဗျာစစ်ကောင်စီအနေနဲ့အေအေကို ဒီနိုင်ငံတကာကနာမည်ပျက်စီးဖို့နိုင်ငံရေးအောင်လုံးတွေနဲ့တိုက်ခိုက်နေတာဖြစ်ပြီးတော့နိုင်ငံရေးစစ်ရေးအကြက်တဲတွေဂျုံလာတိုင်းအဲ့ဒီလိုလှုပ်လှိပ်ရှိတယ်လို့လည်းတကောင်းကဆိုပါတယ်ခင်ဗျာပတိမြို့မှာဖန်တီရံပိခဲ့တဲ့မွေးစေဝအမှုမှာဆက်ဆက်တရားခံတွေကိုဆက်လက်ဖန်တီခဲ့ရမှာမြို့သား24ဦးနဲ့အတူတနတ်3လက်နဲ့ဂုံတင်သင်းမော2စင်းကိုလည်းဖန်တီရံပိခဲ့တဲ့အကြောင်း၎င်းတို့ကဥပဒေအရရေးယူသွားမှာဖြစ်ပြီးတော့ဖန်တီဖို့ကြံနေတဲ့သူတွေနဲ့ဆက်ဆက်တရားခံတွေကို ဖမ်းဆီးနိုင်ရေးဆက်လက်လှုပ်ဆောင်နေတဲ့အကြောင်းစစ်ကောင်မရှင်ကထုတ်ပြန်ထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လ9ရက်ကလည်းနေသက်ဖြတ်ကျော်ပို့ဆောင်မဲ့ကျပ်259ဘီလီယံကျော်တန်ဖိုးရှိတဲ့မူရေးစေဝါတွေတင်စီရမိခဲ့ပြီးတော့အဲ့ဒါတွေဟာတိုင်းနာလက်နက်ကိုင်တွေဖြစ်တဲ့ AA ရှမ်းပြည်တုတ်တဲပါတီတို့နဲ့ဆက်ဆက်ပတ်သက်နေတဲ့အကြောင်းစစ်ကောင်မရှင်ကဆွဆွဲထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာ။စစ်ကောင်မရှင်ဟာရခိုင်ပြည်နယ်နဲ့မလေးရှားပင်လယ်ပြင်ကိုနေသက်ဖြတ်ကျော်ပို့ဆောင်မဲ့တန်နဲ့ချီတဲ့မူဝေစေဝါတွေ ရန်ဖန်ရန်ကဖမ်းမိရမှာနောက်ကွယ်မှာအေအေပါဝင်တိုင်းသားလက်နက်ကင်ဖွဲ့တွေကရာရှိတွေပါဝင်ပတ်သက်နေတဲ့အကြောင်းမကြာခဏထက်သွင်းထုတ်ပြန်လေးရှိပါတယ်။အဲ့ဒီလိုဆွဆဲတာတွေကအေအေနေနဲ့နယ်မြေထိန်းချုပ်တာတွေများလာတာနဲ့အမျှတန်တမာရေးအဆက်အသွယ်မရှိအောင်အဆက်အသွယ်ရှိပါကလည်းတရားဝင်မှုမဖြစ်အောင်အေအေကနိုင်ငံရေးအဖွဲ့အစည်းမဟုတ်မူရေးအဖွဲ့အစည်းတသာဖြစ်တယ်ဆိုတော့ဟာမျိုးစစ်ကောင်စီဘက်ကတောက်လျှောက်ပုံဖော်နေတာဖြစ်တဲ့အကြောင်း အေအေစဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ငံလဲအော်တိုဘာလရောက်ဒီနဲ့တီးတန့်အင်တာဗျူးမှာ ပြောဆိုထားပါတယ်ခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ရန်မားရဲစခန်းကိုဒွန်လိုင်းဖွဲ့တွေကတိုက်ခိုက်လို့ရန်အုပ်တည်ဆုံသွားပါတယ်ကချင်ပြည်နယ်မိုးညင်းမြို့နယ်နမ်းမမြို့နယ်မြေရဲစခန်းအနီးမှာဒီနေ့နိုဝင်ဘာလ19ရက်မနေ့ပိုင်းကရဲတပ်ဖွဲ့တိုက်ခိုက်ခံရပြီးတော့နှစ်ဦးတည်ဆုံခဲ့ပါတယ် ရဲစခန်းဘက်ကနေတနတ်တန်တွေစူညံသွားပြီးတော့မကြခင်ရဲကားတွေမုံညင်းဘက်ကိုပြေးတာပဲနှစ်ယောက်သိပြီးတော့တယောက်တဟန်ရတယ်ရဲစခန်းကိုဝင်စီးတာထင်တယ်လို့ဒေသခံတူကပြောပြပါဗါတယ်အဲ့ဒီပြစ်ခတ်တက်ခိုက်မှုဟာမနေ့၈နာရီလောက်ကဖြစ်ခဲ့တာပါကချင်လွတ်လိုက်တက်မတော့ KNA KPD ရဲ့ပူးပေါင်းတပ်ကရဲစခန်းကိုပြစ်မှတ်ထားပြီးတိုက်ခိုက်တာလို့ဒေသခံအချို့ကပြောပေမဲ့တိကျအတည်ပြုနိုင်တာမရှိသေးပါဘူးဒဏ်ရာရတဲ့တယောက်ကိုမုံညင်းစေးယူမှာကုသနေတယ်လို့သိရပါဗါတယ် အခုပြစ်တင်ဟာနမ်ဘာရေတကန်ကရေတပ်ဖွဲ့ဝင်တွေနှစ်ကြိမ်မြောက်ပြစ်ခတ်ခံရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ18ရက်ကလည်းနမ်ဘာရေတကန်ကရေနှစ်ဦးတနက်နဲ့ပြစ်ခတ်ပြီးတော့တည်ဆုံသွားပါတယ်။နမ်ဘာမြို့ဟာဟူပင်နဲ့အတူမွန်ရင်မြို့နယ်ထဲမှာပါရှိပါတယ်။နိုဝင်ဘာ17ရက်ကလည်းဟူပင်မြို့အဝင်မှာစစ်ကောင်စီတပ်နဲ့အနှီးပူပေါင်းတပ်ကို KIA KPDF ကတိုက်ခိုက်ခဲ့ကြပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်နဲ့ရှမ်းနီ SNI ပူပေါင်းတပ်တွေစစ်ကြောင်းထုတ်ဖို့ပြင်နေတာကြောင့်တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ဒေသခံတွေက ပြောနေကြပါတယ်ခင်ဗျာနိုမာလာ19ရက်နေ့ညပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမြတာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပြီးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာလည်းတော်လိုင်းသတင်းကောင်းတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ